အားလုံးမမင်္ဂလာပါရေဝရှင်လေးမှာပြန်လဲကျေးဇူးလိုက်ပါတယ်ဒီနေ့မတ်လ15ရက်နေ့ဒီနေ့သတင်းတွေမပြောခင်မှာဘုချုပ်ထွန်းမြတ်နိုင်ရဲ့ပြည်သူကိုပေးတဲ့ဂရီစကားအရကတ်တတော်ရဲ့တတ်ချုပ်ကြီးရဲ့ပြောတဲ့ပြောစကားဒီစကားလေးနဲ့ကျွန်တော်တို့အရင်ဆုံးသုံးသပ်ကြည့်အောင်ဗျာဘုချုပ်ထွန်းမြတ်နိုင်က2024 6လပိုင်းကနေ2025 6လပိုင်းငါကတော့ဒီနှစ်နှစ်မင်းတို့တွေလုံးဝစ조사ရမယ်ဒီနှစ်နှစ်မှာငါတို့ဟာငါတို့ကြီးမန်းထတဲ့မြင်ဆုံးအဆင့်ကိုမရောက်သေးရင်တောင်စီရင်အရာငါတို့မျော်မှန်းထတာဟာ80ရာခိုင်နှုန်းအထက်အစဉ်ပြေရင်တရာမှတရာကိုသွင်းမှာပေါ့ ဒါကဗိုလ်ချုပ်ထွန်းမြတ်နိုင်တအတွင်းထဲမှာသူတို့ရဲ့ရဲဘော်တွေကိုပြောခဲ့တဲ့စကားဆိုတော့တက်တွင်းထဲကစကားကကျွန်တော်တို့အရကတ်တတော်ပြီးတော့အရကတ်ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအကုန်လုံးစီကိုပြန့်နှံ့ခဲ့ပါတယ်ဆိုတော့ဒီစကားကိုအခုဗိုလ်ချုပ်ထွန်းမြတ်နိုင်တည်ရလာကျွန်တော်ရင်မိပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြည်သူကို ပြောတဲ့စကားပြည်သူကိုပေးတဲ့ဂတိပြီးတော့သူတို့ရဲ့တက်ချုပ်ကြီးဟာသူတို့ရဲ့ရဲဘော်တွေကိုညှုံမန်းထားတဲ့စကားအတိုင်းအခုဖြစ်သွားတာပါဆိုတော့ဒီထက်ပိုနေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီကနေ့မှကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေကဂျိုးပင်ကောက်မှာရတအောင်ဆောင်ပြီးတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေကိုစုံစမ်းနေတဲ့ကောင်အခုတော့ရှင်းလင်းခံလိုက်ရပြီဆိုတော့ကျွန်တော်ကိုနိုင်ဂျုံတွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ဆက်လင်းပြီးတော့ကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်နောက်ထပ်ဒီနေ့ပုတ်မှာတော့လက်ရှိအချိန်မှာကျွန်တော်တို့နိုင်ငံအတွင်းစစ်မှတ်ဖြစ်ပွားနေတဲ့ဒီကာလတွေအတွင်းမှာကျွန်တော်တို့နိုင်ငံသားတွေအများအပြားဒုက္ခရောက်ရှိနေတယ် ီတော့ကရောက်ရှိမှုတွေကဘလောက်တောင်ကြောက်စရာကောင်းနေပြီလဲဆိုတဲ့အကြောင်းအရာတွေကိုတင်ပြဆွေးနွေးသားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရံကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တူးချင်းစီတိုင်းကို delivery စာဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ကဲ့ပါ။ February 25ရက်နေ့ညနေပိုင်းအချိန်ညောင်မြို့နယ်ကြေးရွာတရွာရဲ့နေအိမ်မှာသမင်းစားနေတယ်သမင်းဝိုင်းလေးညနေပိုင်း မိသားစုတွေထမင်းလက်ဆုံစားနေကြတယ်။ကလေးတယောက်နဲ့လူကြီးနှစ်ယောက်ဆိုတော့သူတို့တွေထမင်းအရင်စားကြတယ်။သူတို့ထမင်းစားပြီးတော့သူတို့ဟာလက်စေးနေကြတယ်။အဲ့တော့အဲ့ဒီထမင်းဝိုင်းမှာပဲတမတ်ဖြစ်တဲ့သူနဲ့နောက်တဲ့မိသားစုဝင်တွေဝင်ပြီးတော့စားတယ်။ကြီးရွာရဲ့ဓလေလေးရှိတယ်။ ျွန်တော်တို့လူကြီးသူမတွေအရင်ဆုံးကြွေးတက်တာတွေရှိတယ်။သူတို့တွေအရင်စားပြီးတော့မှကျွန်တော်တို့အနောက်မှာဟလာချွေးမတွေတမတ်တွေစသည်အားဖြင့်စားကြတယ်။ဒါလေးကအရန်ချို့ကောင်းတဲ့ကြီးလက်သမင်းဝိုင်းလေးမိသားစုတွေစုံစုံလင်လင်နဲ့တနေကိုပင်ပန်းကြီးစွာနဖူးကချွေချေမကြအောင်ကြီးလက်ဒေတာတွေမှာအလုတ်ကိုနေပူကျဲတဲ့ ချွေးတည်းကြီးနဲ့မိမိတို့ရဲ့စာဝတ်နေရေးအတွက်လူတိုင်းစိတ်လူတိုင်းစိတ်တော့ကျွန်တော်ရမေပါအလုံးလုံးနေကြရတဲ့သူတွေဆိုတော့ယနေ့ပိုင်းတို့အိမ်လေးကိုရောက်တဲ့အချိန်ထမင်းလက်စုံစားကြရတယ်ဘလောက်တောင်ချင်းနူးကိုကောင်းတယ်အဲ့လိုထမင်းစားနေတဲ့အချိန်မှာဘုံငနေဆိုတဲ့အတန်တစ်ချက်အောင်မှာစကန့်ပိုင်းအတွင်းမှာ သမီးလက်ဆုံစားနေတယ်မိသားစုတွေအကုန်လုံးတယောက်မကြံအသက်ပြောက်ခဲ့ရတယ်ကျွန်တော်နိုင်ငံအတွင်းမှာကျွန်တော်မိသားစုဝင်နေရဲ့သမင်းဝိုင်းလေးကျွန်တော်ကလေးငယ်တွေသမီးစားနေတဲ့အချိန်ဆိုတော့ဒီအချိန်မှာ ရက်ဆက်လှတဲ့အာနာယူအုပ်စုရဲ့ပြစ်လိုက်တဲ့လက်နက်ကြီးကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲအဲ့ဒီညောင်ဦးမြို့နယ်ကကြီးရွာလေးအဲ့ဒီကြီးရွာတဲကအိမ်တိတက်တက်ကြာရောက်ပေါက်ကွဲပြီးတော့အဲ့ဒီမိသားစုဝင်အကုန်လုံးနေဆုံးခဲ့ရပါတယ် လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ဟာတနိုင်ငံလုံးမှာဘုံကျဲပြီးတော့မီးရှို့တဲ့ရေးရဆက်ဆက်တက်ဖြတ်ပြနေတာကိုကျွန်တော်ညီပါပဲအောင်မေဒီယာစင်ကျင်မှုဖြစ်ပါတယ်ကျွန်တော်အဆုံးထိသွားကြရမှာဖြစ်တယ်ဟုတ်ပြီဒါကတော့လက်ရှိကျွန်တော်တို့နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ကျွန်တော်တို့မိသားစုဝင်တွေရဲ့အကြောင်းပါဟုတ်ကဲ့ပါ ကျွန်တော်ဒီကနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာကဂျူပင်ကောက်မှာရှိတဲ့အယတားရောင်ဆောင်ထားတဲ့အကြမ်းဖက်စစ်ခွေးတက်ကတကြက်ကြီးဇေယာထက်ဆိုတဲ့ကောင်အဲ့ဒီကောင်ဟာအယတားရောင်ဆောင်ပြီးတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတက်စကန်တွေကိုထောက်လန်းစုံစမ်းနေခဲ့တဲ့အတွက်ကျွန်တော်ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့ပါတယ် ဖန်စီတာကိုခုခံထွက်ပြီးတော့ကျွန်တော်တို့ပြစ်ခတ်ခြေမုံတုတ်သိမ့်လိုက်ပါတယ်။ဒါကလက်ရှိဒီကနေ့ဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုပါ။ဆိုတော့ဒီလိုကောင်းတွေဒီလိုလောက်ကောင်းတွေဒီလိုခွေသားတွေကျွန်တော်နိုင်ငံအနှံ့မှာသူတို့ကိုသူတို့ထောက်လန်းရေးရောင်ရောင်သူတို့ကိုသူတို့တက်တက်က လှုပ်အထူးတပ်ဖွဲ့ဝင်တွေလူလူကျွန်တော်တို့တိုင်းဒေသအသီးသီးမှရှိတယ်ကျွန်တော်တို့ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တရင်တမတင်တန်းတွေကျွန်တော်တို့အခြေစိုက်တဲ့စကမ်းတွေကိုညီမျိုးစုံနဲ့ဖြန့်ကျက်ပြီးတော့ဝင်ရောက်လာခဲ့ကြသေးတယ်ကျွန်တော်ရဲ့မိဘဒီဖြစ်စဉ်တခုတည်းမဟုတ်ဘူးဒါကအယက်သားအယောင်ဆောင်ရုံဝင်ရှိသေးတယ်ကျွန်တော်ဥဆောင်ပြီးတော့ရှင်းတဲ့စစ်မြေနာပင်မှာ ကျွန်တော်တက်စုထွက်ပါတယ်ကျွန်တော်တက်စုမှာအယောက်30တင်းတင်းပါပါတယ်အဲ့ဒီအယောက်30အကုန်လုံးကလည်းတိုက်ခတ်ရေးကျွမ်းကျင်တဲ့လူငယ်ကြီးတသက်ဖြစ်ပါတယ်ဆိုတော့ကိုရှမ်းရေကိုရှမ်းရဲ့အာစကန်ကရဲဘော်တွင်နေပြီးတော့ကျွန်တော်တို့အချားပေါ့နော်အချားစကန်တွေမှာကျွန်တော်တို့နေရာချထားတဲ့ရဲဘော်တွေပါစုဖွဲ့ပြီးတော့ကျွန်တော်စစ်ကူသွားရပါတယ် ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တို့ညများစွာသောပြင်ဆင်မှုတွေကိုပြင်ဆင်ရပါတယ်ကျွန်တော်တို့အရှိကရန်ကိုထွက်မယ်ဟေးဆိုတာ ਨੇ အဲ့ဒီကျွန်တော်တို့ခြေထမ်းထွက်မယ်အဖွဲ့ပါပါခြင်းလုံးလုံးအနောက်မှာစရင်ပေးတဲ့ရဲမော်တွေကျွန်တော်ဘလို့မှကိုရှင်းပြလို့တော့မှလက်မလဲဘူးကျွန်တော်မြင်ပါကျွန်တော်လူငယ်တွေအာကိုရှင်းကျွန်တော်ကိုခေါ်ပါဟာ ကိုရှမ်းလေးကျွန်တော်တို့ကိုမချားခဲ့နဲ့နော်ကိုရှမ်းကျွန်တော်တို့ကကိုရှမ်းရဲ့တပည့်ပါဆိုတော့အကိုရှမ်းရဲ့တပည့်ပါဆိုလို့အချို့ရဲဘော်တွေတုံးတဲ့စကားကိုကျွန်တော်ပြန်ပြောတာကျွန်တော်ကဆရာမဟုတ်ပါကျွန်တော်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့စဉ်ကျွန်တော်အပတ်စဉ်7ခုတိတိကျွန်တော်စီးတင်တဲ့နီးပြတာဝန်ယူခဲ့ပါတယ်ဆိုတော့ကျွန်တော်ရဲ့အပတ်စဉ်တစ်ပတ်စဉ်မှာအနေအဆုံးဗျမ်းမြအားဖြင့် လူဦးရေယာနဲ့ချီတဲ့ရဲဘော်တွေရှိပါတယ်။ဆိုတော့အပတ်စဉ်7လောက်ထိကိုကျွန်တော်စီရေတင်တန်းတွေပို့ချခဲ့ပါတယ်။ဆိုတော့သူတို့ကတော့ဒါတင်တန်းတွင်ထဲမှာဆိုတော့ကျွန်တော်ရဲ့တင်တန်းသားတွေပါ။ပြီးတော့အချို့ဆိုရင်ကျွန်တော်စကန်ကိုလိုက်လာကြတဲ့သူတွေရှိတယ်။ဆိုတော့ကျွန်တော်တို့ကဒါအနာရှင်တွေပြီးတော့လက်ရှိဖက်စစ်တက်နဲ့မတူတာကတင်တန်းတွင်ထဲမှာတော့ကျွန်တော်တို့ဒါတင်ကြားမှုတွေကတော့ ဒါပြက်ပြက်သားသားကျွန်တော်တို့သင်ကြားပေးတယ်အေးအေးယူဆရာရှိရင်လည်းကျွန်တော်တို့အေးအေးယူတယ်တနင်္ဂနွေပင်မဆင်းရဲမှုတွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့သူတို့မဖြစ်မနေတနင်္ဂနွေထဲမှာတော့တက်ရောက်ကြတယ်ကျွန်တော်တို့အဲ့ဒီအချိန်ကတော့ညှာလို့မရပါဘူးဆိုတော့တနင်္ဂနွေပြီးသွားရှင်တော့ကျွန်တော်တို့အားလုံးဟာရဲဘော်ရဲဘက်ညီကိုပုံစံမျိုးအတူတူနေထိုင်တာဝန်ထမ်းဆောင်ကြပါတယ်ဆိုတော့ကျွန်တော်ရှင်းလင်းကိုသွားမယ်ကျွန်တော်ဥဆောင်မှုနဲ့ဆိုတော့ကျွန်တော်အနောက်မှာ ရဲဘော်ညီငယ်တွေရဲဘော်ရဲဘက်တွေအများကြီးကျွန်တော်ဘလို့မှစိတ်ရင်းလုံးလို့မရအောင်အဟုတ်ရဲဘော်ကလာပြောပြန်ပြီကိုညီကင်းကလာပြောပြန်ပြီဒါအပြင်အမေရောတာရောကျွန်တော်ရဲ့တင်နန်းမှာတက်တဲ့ရဲမီနဲ့ရဲဘော်လည်းရှိသေးတယ်။ဒါမီနှစ်ယောက်လုံးကျွန်တော်ရင်မိပါလား။ တာမီနှစ်အောင်လို့အမေဖြစ်တဲ့သူကကျွန်တော်တို့ record တန်းစီရင်ကျွန်တော်ကဒါမျိုးသမီးတွေကိုတတ်တတ်ကျွန်တော်တို့ record တန်းစီတယ်ဒီဘက်မှာအမျိုးသားလူငယ်တွေကိုတတ်တတ်တန်းစီတယ်တာဖြစ်တဲ့သူကဒီဘက်မှာ record တန်းစီတယ်အမေဖြစ်တဲ့လူကဒီဘက်မှာ record တန်းစီတယ်တာမီနှစ်ယောက်လို့ပြည်ကောက်ရဲ့တပ်ဖွဲ့ဝင်တာဝန်ထမ်းဆောင်နေတာတာမီဆိုလို့အမေဖြစ်တဲ့လူကငယ်ရွယ်နုပြုံနေတာမဟုတ်ဘူးကျွန်တော်ညီပါလူကြီးပိုင်းလေးကိုရောက်နေပါပြီသူသားကတော့ငငယ်လေးဖြူပက်ဖြူပြောလေး သူသားဂျမပတ်စစ်ခွေးတက်ကိုတုံးလန်တိုက်ခိုက်မယ်ပြည်သူ့ကာဝေးရေးတာဝန်တွေကိုထမ်းဆောင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်သူ့အမိကပါသဘောတူလက်ခံပြီးတော့အမိမှလိုက်လာတာအမေကလိုက်လာပြီးတော့တားကိုပြုစုတာပြောချင်တာကတားကိုစောင့်ရှောက်တာမဟုတ်ဘူးအမေကိုနှိုက်ပါစစ်တန်တန်တက်ဒီလိုအမေတွေကျွန်တော်တို့နိုင်ငံအတွင်းမှာအများကြီး ါကြောင့်မအားလာကျွန်တော်တို့ကြောက်တာလားဒါကြောင့်မအားလာစစ်ရှုံးနေတာဟုတ်တယ်เนาะကျွန်တော်ရင်ပြီးပါဟုတ်ပြီဒီလိုအချင်းတွေမှာကျွန်တော်ရှင်းလင်းထွက်မယ်ဒီစစ်စစ်ရေးကိုကျွန်တော်ဥဆောင်မယ်ဆိုတဲ့အချိန်မှာနောက်မှာကျွန်တော်မျက်နှာထောက်ထားစရာတွေအများကြီးကျွန်တော်ကအရင်အားနာတက်တယ်ကျွန်တော်ရင်ပြီးပါဒါပုံဝင်လေးနဲ့ကျွန်တော်ပြောတာအရင်အားနာတယ်တင်းတန်းကွင်မှလွေးလို့ကျွန်တော်အရင်အားနာတက်တယ် အဲ့ဒီဒါအာနာမှုအဲ့ဒီစာနာမှုပြီးတော့အဲ့ဒီသူတို့လှုပ်ချင်တဲ့ဆန္ဒတွေနဲ့ကျွန်တော်ဟာအချို့ဤဒါဤအောက်ခေါင်းဆောင်အချို့နဲ့တော့မှပြဿနာတွေမကြမကြရှင်းရတယ်ကျွန်တော်သူတို့ကျွန်တော်ပြောတယ်မင်းကအမိတ်မနာခံဘူးတဲ့ကျွန်တော်အမိတ်မနာခံတာမဟုတ်ဘူးကျွန်တော်ရဲဘော်တွေကိုကူညီပေးချင်တာဆိုတော့အဲ့လိုအချိန်မှန်များစွာကျွန်တော်ဘယ်လိုမလဲအမိတ်မနာခံတဲ့ပုံစံမျိုးတွေခဏခဏဖြစ်လွန်းလွန်း နောက်ဆုံးမှကျွန်တော်ဘလို့ကောင်းစင်တက်ကလဲဆိုရင်ဒါကျွန်တော်တို့ရဲဘော်လူငယ်တွေပေါ့နော်ဒါ IAO ခေါင်းဆောင်ဘိုင်းတွေ ਨੇ ဒါထိတွေ့ဆက်ဆံရတဲ့အချိန်အခက်ခဲတွေဖြစ်တဲ့အချိန်တွေတိုင်းမှာကျွန်တော်ဂျားတွေကသွားပြီးတော့ဖြည့်ရှင်းရတဲ့ပုံစံအဲ့တော့တို့တွေကိုကျွန်တော်အကြောင်းပြချက်တစ်ခုပဲကျွန်တော်ပြောလိုက်တယ်ကျွန်တော်အခုတော်လန်ရေးမှာပါဝင်လာတဲ့ကျွန်တော်လူငယ်တွေဟာဒီတော်လန်ရေးဒီကာလာပေါ့သူတို့ရဲ့တက်တန်းအရန်နှုတ်ပါတယ် ဆိုတော့ဒီဒေါ်လာရေးကိုနှစ်ပေါင်းများစွာနှစ်ပေါင်း40အချို့နှစ်ပေါင်း20အချို့နှစ်ပေါင်း30လောက်လာခဲ့တဲ့အဖိုးတို့အနေနဲ့လူငယ်တွေကို ခွင့်လွှတ်ပေးပါနားလည်ပေးပါကျွန်တော်တို့ဆက်ပြီးတော့ပြင်မှမယ်ကျွန်တော်တို့ဆက်ပြီးတော့စင်ကျင်မှမယ်ဒီအချိန်တော့ခွင့်လွှတ်ပေးပါဘာကြောင့်လဲကျွန်တော်တို့အရန်ကိုနုနယ်နေသေးလို့အချို့တွေနုနယ်အောင်မစင်တဲ့ပုံစံလေးတွေ အချို့တွေ gaming ဆော့တက်တာလေကျွန်တော်ရင်မိပါအချို့တွေဂီတာပဲတီးတက်တာအချင်းပဲဆိုတက်တာအချို့တွေ talkie ပဲပွားတက်တာကောင်းမလေးတွေကျွေကျွေစင်းသွားအောင်စကားတွေပြောတက်တာအဲ့လိုလူငယ်တွေအမားတွေရှိတယ်အဲ့လိုအမားတွေဖြစ်တိုင်းဖြစ်တိုင်းကျွန်တော်သွားပြီးတော့ကြောင်းဝင်ဖြည့်ရှင်းရကျွန်တော်ကသူတို့ကပြောတယ်မင်းကအမိတ်မနာခံဘူးရတယ်ပြဿနာမရှိဘူးကျွန်တော်ရဲဘော်ကျွန်တော်ညီကိုတွေ့ကြတော့ကျွန်တော်ကတော့ရင်းတာပဲ ဆိုတော့ဒါထားပါဆိုတော့ကျွန်တော်တို့ရှင်းလင်းသွားမယ်အဲ့ဒီရှင်းလင်းအဖွဲ့တဲမှာကျွန်တော်တို့ဒါအရင်အချိန်ကဒါမင်းအွန်လိုင်းအော်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့အမြောက်တက်ကသူတယောက်ပါလာပါတယ်ဆိုတော့အဲ့ဒီသူကကျွန်တော်စကန်ကမဟုတ်ပါဘူးကျွန်တော်တဲ့စကန်တစ်ခုကပါဆိုတော့ကျွန်တော်သွားတဲ့စစ်ကြောင်းကျွန်တော်သွားတဲ့ရှီတန်းမှာတော့ကျွန်တော်ရဲ့စုဖွဲ့မှုအောက်မှာသူပါလာပါတယ် ဆိုတော့လက်နဲ့ကြီးကျွမ်းကျင်လက်နဲ့ကြီးပြက်ခတ်တဲ့သူဖြစ်တဲ့အတွက်ကျွန်တော်ရှင်းလင်းရောက်တာနဲ့ရှင်းလင်းမှာရှိတဲ့ကျွန်တော်စဦးစီးချုပ်တွေရှိတယ်။ရှင်းလင်းမှာရှိတဲ့ကျွန်တော်ခေါင်းဆောင်ပိုင်းတွေရှိတယ်။ဆိုတော့သူတို့ကိုကျွန်တော်ကိုယ်တိုင်သွတ်အပ်တယ်။ဒီလူဟာအရင်ချင်းကဘယ်မှာဘယ်မှာတာဝန်ထမ်းဆောင်ခဲ့တာဒီလူဟာဘယ်ကနေလာတာလက်ရှိအချိန်မှာကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့အတူတူသူတာဝန်ထမ်းဆောင်နေတယ်။အဲ့တော့သူ့ကိုလဲတင့်တော်တဲ့နေရာမှာအသုံးပြုဖို့အတွက်ကျွန်တော်တို့ကနေရာချရတယ် ဆိုတော့သူကလက်နေကြီးပြစ်ခတ်တဲ့အဖွဲတွေကိုကြောက်သွားပါတယ်ဆိုတော့တောင်မထမ်းဆောင်နေချင်းကျွန်တော်တို့ကျွန်တော်အကြမ်းမဖက်စစ်ခွေးတက်ရဲ့ပြစ်ခတ်လိုက်တဲ့လက်နေကြီး damage ကြောင့်ကျွန်တော်ဒဏ်ရာထိခိုက်ခဲ့ရတယ်ဆိုတော့ထိခိုက်ခဲ့ပြီးတော့ကျွန်တော်ကျွန်တော်ပေါ့နော်ဒါကျွန်တော်တို့နားနေတဲ့နေရာကိုကျွန်တော် ပြန်ဆင်းရတယ်ပြန်ဆင်းပြီးတော့အဲ့ဒီမှာကျွန်တော်စစ်ကူရတယ်ပြီးတော့အခြားသောယောဂါတွေပါဝင်လာပါတယ် ဆိုတော့ပြီးတော့နောက်ထပ်ကျွန်တော်တို့တိုက်နေစည်းကမ်းလေးတစ်ခုကိုပြောင်းအောင်ပါတယ်ဆိုတော့တိုက်နေစည်းကမ်းမှာလဲကျွန်တော်ရဲ့အခြေအနေကအဆင်မပြေဘူးဆိုတော့ကျွန်တော်ကျွန်တော်အတွက်တော်တော်မကောင်းတော့ဘူးပေါ့ဗျာမကောင်းတော့တဲ့အချိန်မှာကျွန်တော်ရဲ့အခြေစိုက်စခန်းကို နောက်တန်းစကန်ထိပြန်ဆင်းဖို့အတွက်ကျွန်တော်ပြင်ဆင်ရတယ်ညတိုင်းချင်းကျွန်တော်အရေးပေါ်ပြန်ပြီးတော့စီစဉ်ရတယ်ကျွန်တော်ရဲပေါ်ကျွန်တော်စကန်လူတွေကျွန်တော်အရန်ကိုစိုးရင်တကြီးနဲ့လာပြီးတော့ကြိုကြတယ် ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ကသတိရတဲ့ချက်သတိမရတဲ့ချက်အဲ့လိုပုံသဏ်မျိုးဖြစ်နေပါတယ်ပြီးတော့ကျွန်တော်ရဲ့မှတ်ဉာဏ်တွေမကောင်းတော့ဘူးပေါ့အဲ့လိုမျိုးကျွန်တော်ကျွန်တော်အားရနေတာလည်းပါတယ်ငါဖျားရည်လည်းဝင်တာပါတယ်လက်နေကြီး damage ကြောင့်တွေလည်းပါတယ်ဆိုတော့ဒါကကျွန်တော်ရဲ့အဲ့ဒီအချိန်မှာဖြစ်ဖြစ်ခဲ့တဲ့ကျွန်တော်ရဲ့အခြေအနေပါဆိုတော့ကျွန်တော်စေကူတာအဲ့တော့ကျွန်တော်ရှေ့တန်းကနေပြီးတော့ကျွန်တော်စီကိုတရင်ပြန်ဝင်လာတယ်ကိုရှမ်းနဲ့ကိုရှမ်းဖွဲ့တယ်မှာပါလာတဲ့ လက်နဲ့ကြီးပြက်ခတ်တဲ့သူအခုဖပေးသွားပြီဟာပြဿနာကျွန်တော်စီပြန်ရောက်လာအဲ့ဒါနဲ့ကျွန်တော်ဒီအဲ့ရဒုခွဲမှုကျွန်တော်တငယ်ချင်းအရင်တော့တငယ်ချင်းအရင်ကျွန်တော်နဲ့နေမြေတစ်ခုမှာကျွန်တော်ဒါအပတ်စင်တော့မတူဘူးတင်းနဲ့တက်ခဲ့တဲ့သူဆိုတော့သူကလက်ရှိရှိတယ်အသက်ရှင်နေရလက်ရှိကျွန်တော်တို့အညာမြေမှာတာဝန်ထမ်းဆောင်နေတယ် ဆိုတော့ကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေကယနေ့ချိန်ထိတောင်းထမ်းဆောင်နေစေကျွန်တော်တို့ညီကိုတွေအတူတူပါဟုတ်ပြီအဲ့တော့သူ့ကိုကျွန်တော်ဆက်သွယ်တယ်ဆက်သွယ်ပြီးတော့မေးတယ်ငယ်ချင်းဘလို့ဖြစ်တာလဲဟုတ်တယ်တဲ့သူထွက်ပြေးသွားတယ်ဟာဘလို့အချောင်းထွက်ပြေးတာလဲဆိုတော့တက်ကထွက်လာတဲ့သူပြီးတော့ကျွန်တော်တို့ကတောင်းထမ်းဆောင်မယ်ကျွန်တော်တို့နဲ့အတူတိုက်ပွဲဝင်ပါမယ်ဆိုပြီးတော့ဂတိပေးခဲ့သူဝင်ခံခဲ့တဲ့သူပြီးတော့ကျွန်တော်ဒါကျွန်တော်တို့နဲ့အတူတူ နေရအကုန်လုံးကိုသွားရောက်နေထိုင်စားတော့ကျွန်တော်တို့ရဲ့အကုန်လုံးကိုသူလည်းတိတယ်ပြီးတော့ရှင်းရောက်တဲ့အချိန်အဲ့ဒီရနေပြီးတော့ထွက်ပြေးတယ်သူ့ဘယ်ကိုပြေးလဲကျွန်တော်ပြန်စုံစမ်းဒါဥပမာတစ်ခုပြောပြတာပါဆိုတော့ဒီအချိန်လေးတွေဟာကျွန်တော်တို့လူငယ်တွေအတွက်အရန်ကိုအစိုးရင်ကိုကောင်းပါတယ် လက်ရှိကျွန်တော်နိုင်ငံတနိုင်ငံလုံးမှာရှိတယ်ကျွန်တော်ကာကွယ်ရေးတပ်ဖွဲ့ဝင်ဒီဒီလက်အထူးကူပြရဲ့ဂရုပြုရပါမယ်နောက်တစ်ခုကကျွန်တော်တို့ကဒီတော်လိုင်းတပ်ဖွဲ့ဝင်တွေမှာကျွန်တော်တို့ဒါနေတိုင်းဒီလက်ကျင့်ပြင်ဆင်ကြတဲ့ပုံစံတွေမှာမိသားစုအရန်ဆန်တကယ်မိသားစုအရန်ဆန်ကျွန်တော်မိပါအဲ့ဒီမိသားစုဆန်တဲ့အခွင့်အရေးကိုအတုံးပြုတ်ပြီးတော့ဖပြေးသွားကြတာတွေစကန်းကလက်နက်ပါယူသွားတဲ့ကောင်တွေအများကြီးရှိတယ် ဆိုတော့ကျွန်တော်တို့မှစရင်းစရားတွေလည်းအများကြီးရှိတယ်။ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘတွေဒီလိုအခင်းချင်းမျိုးဖြစ်တတ်တယ်ဖြစ်လဲဖြစ်နေတယ်ရှိလဲရှိခဲ့ဘူးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်တို့ဒီနေ့မှာကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့ space ရှောင်မိသားစုတွေပြီးတော့အကြမ်းဖက်စစ်ခွေးတက်ရဲ့ဒါ ဘုံကျဲမှုတွေကြားထဲမှာကျွန်တော်တို့မိသားစုတွေရန်ဒုက္ခရောက်ရှိနေကြပါတယ်ဒီဒုက္ခကျွန်တော်တို့ရဲ့ဒုက္ခဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့နိုင်ငံသားလူဦးရေ15တသမ2တန်းဟာတနေ့တာတကူရေလူအပ်ချက်စာဝတ်နေရေးအဓိကတော့စားဖို့အတွက်မလုံလောက်ဘူးဆိုတဲ့စတန်းတွေထွက်ပေါ်နေပါတယ်လူတယောက်ရဲ့တနေ့သမင်းစားဖို့ မလိုတော့တဲ့အခြေအနေဆိုတော့ကြောင်းလန့်စရာစရင်အဲ့ဒီလူကြီး15တန်းဆိုကျွန်တော်နိုင်ငံရဲ့တုံးပုံတပုံလုံးတော့ပြောလို့ရတာကျွန်တော်ရင်မိပါဆိုတော့ဒီလူဦးရေတည်းတနေ့တာလိုအပ်ချက်စားစားဖို့အတွက်လိုအပ်နေတယ်ဒီလိုအပ်ချက်ကိုလည်းပဲကုညီနိုင်ဖို့ကဘာရရကအဖွဲ့စည်းတွေဟာရန်ပုံငွေပြက်လက်မှုတွေကြုံတွေ့နေရပါတယ် ဆိုတော့ဒီချင်းတွေကိုကျွန်တော်တို့အားလုံးသိဖို့အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေဟာဒီထက်ပိုပြီးတော့ခက်ခဲဖို့ရှိသေးတယ်။ဘာကြောင့်ခက်ခဲတာလဲ။လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာတွေဒါမှမဟုတ်တိုက်ပွဲမဖြစ်ခင်မှာအကြမ်းဖက်ဖက်စစ်တပ်ကကြောက်လန့်ပြီးတော့ထိမ့်ချုပ်တာတွေဖိနှိပ်မှုတွေအောက်တယ်မှာ တောင်ရှားအလုပ်လုပ်လို့မရအောင်စပါးစိုက်ဖို့လည်းအဆင်ပြေဘူးစပါးရိတ်ဖို့လည်းအဆင်ပြေဘူးစပါးချိတ်ဖို့လည်းအဆင်မပြေစပါးရောင်းပြန်တော့လည်းအဆင်မပြေဆိုတော့ဟိုလမ်းပိုင်းကပိတ်ဒီလမ်းပိုင်းကပိတ်ကိုကဒါဘူလောက်ကတော့မလို့လို့ ခဏနေရင်မဲ့ဒီနေရာကမှဘလို့ဖြစ်တော့မလဲဘသူမှအမှန်ခံချက်ပေးလို့မရတဲ့အခြေအနေမှာကျွန်တော်တို့နိုင်ငံအတွင်းကကျွန်တော်တို့ရဲ့မိသားစုတွေအရန်ကိုဒုက္ခရောက်ရှိနေကြတယ်ဆိုတော့ကမ္ဘာအဖွဲ့အစည်းအသီးသီးရဲ့ရန်ပုံငွေကလည်းပြက်လက်နေကြတယ်ပြက်လက်နေတယ်ဆိုတာကတော့ထောက်ပံ့မှုရဆိုင်နေတဲ့အခြေအနေပါဒီအခြေအနေကို ကျွန်တော်ပြည်သူတစ်ရက်လုံးတည်ဖို့ရည်ကြီးပါတယ် ဆိုတော့ကျွန်တော်နိုင်ငံရေးတော်လှန်ရေးကိုအမြန်ဆုံးအဆုံးသတ်ဖို့အရေးကြီးတယ်။အမြန်ဆုံးဆုံးသတ်နိုင်ဖို့အခွင့်အရေးကလည်းကျွန်တော်တို့အားလုံးတူချင်းစီတိုင်းရဲ့လက်ထဲမှာရှိပါတယ်။ဒါကြောင့်ဘုချုပ်ထွန်းမြတ်နိုင်ငံတော်ပြောခဲ့ပြီးပြီးငါကတော့နှစ်နှစ်ပဲဒီနှစ်နှစ်အတွင်းမှာအကြမ်းမတ်ဖက်စစ်ခွေးတက်အရကတ်တတ်တော်အေအေရဲ့တုတ်တင်ရှင်းလင်းမှုတွေကြား ရခိုင်ပြည်ဘီလုံးမှာအကျွမ်းဖတ်စစ်ခွေးတကောင်းမှမရှိစေရဆိုရကျွေးကြော်မှုတွေဂျားရဲမှာရခိုင်ဟာလွမြောက်တော်ပြည်နယ်ကြီးဖြစ်လို့နေပါပြီဆိုတော့ကျွန်တော်ခိုင်မာတဲ့စုံချက်ချက်တွေစဖို့လိုတယ်ပြီးတော့ကျွန်တော်တို့လုံသိလုံထိုက်တဲ့အရာမှန်သမျှကိုလည်းပဲပြက်ပြက်တတလုံဆောင်ဖို့အရေးကြီးတယ် နိုင်ငံထွေးမှာနေစဉ်ဘုံကျဲတက်ဖြတ်မှုတွေကြားထဲမှာကျွန်တော်တို့ရက်သားတွေနေစဉ်တည်ဆုံနေကြရတယ်ဆိုတာလဲကျွန်တော်တို့မိဘပြည်သူတွေရင်နှင့်ပွဲကြားတွေ့နေရပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်ရဲ့မိဘတွေအားတိတ်မလို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းကျွန်တော်ကြိုးစားပေးနေပါတယ်လက်နက်ပေးစစ်ပေးကပေးကြောက်နေတယ်ကျွန်တော်ရဲ့နိုင်ငံထွေးမှာမိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါကြအောင်လေးလေးနက်နက်ဆူတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ